အားလုံးမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါမယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Ronnie Kando ရဲ့ Muay Thai and Weight တန်ကချန်ပီယံလူပွဲတစ်ပွဲ Robert Whit ထိပ်ကံကို Rainier အနိုင်ယူပြလိုက်မယ်ဆိုပြီးခမန်တော်ပြခဲ့တဲ့သုံးထက်ကွမ်းချန်ပီယံဟောင်း Anatoli Malikin Lightweight တန်ရဲ့ Fighter Chi တူကိုမှစိန်ခေါ်လိုက်တဲ့ Betty Pimblet ပထမဆုံးခပတ်ကောက်ကွင်းပွဲကို Manila မြို့မှာထိုးရောက်ဖို့အတွက်မျှော်လင့်နေတယ်ဆိုတဲ့ Denise Zambowanga ရဲ့အကြောင်း ။ဒါပြင်ဒုတိယဂံပွင့်အနေနဲ့ထူးတက်သွားရတော့မယ့်မြန်မာဖိုက်တာအမူရဲ့အကြောင်းစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတုံ့တန်တင်ဆက်ပေးသွားမှာဖြစ်ပါလိမ့်။ One Championship ဟာပြီးခဲ့တဲ့ match လမှာကျင်းပပြစ်လို့သွားခဲ့တဲ့ One Fight Night 29ပြိုင်ပွဲမှာတော့က Alicia Rodriguez နဲ့ Shang Gu Han တို့ကို Antonio Muay Thai Champion ခပ်ပလူပွဲအဖြစ်ပွဲတည်ပြီးထားခဲ့တာဖြစ်ပါလိမ့်။တို့ပေမဲ့လည်းဒီတွဲဆိုင်မှာ Shang Gu Han ကဒဏ်ရာကြောင့်နှုတ်ထွက်သွားခဲ့ရလို့ဘွဲကပြက်ပြဲသွားခဲ့ရပါတယ်။ One Championship က Shang Gu Han နေရာမှာ မရီမနွန်မွန်ဆိုတဲ့ဘီတိန်ဖိုက်တာတို့ကိုလူစားဝင်စီပြီးချန်ပီယံလူခွင့်ပေးလိုက်ရပါတယ်။မရီမနွန်မွန်ဆိုတာကလည်းအတွေ့အကြုံရင့်တဲ့ဖိုက်တာတို့ဆိုပေမဲ့အလီစီယာရူဒီဂက်စ်ကိုအနိုင်မယူပြနိုင်ခဲ့ပါဘူး။တို့အနေနဲ့မာကွန်တော့ကောင်းခဲ့တဲ့ဆိုပေမဲ့လည်းလီချီအယောက်မှာတော့ဆရာဝန်ဆက်လက်ရှင်ပြိုင်ခွင့်မပြုတော့တာကြောင့်ဒေါက်တာစတော့ပစ်ပုံစံမျိုးနဲ့ရှုံနေသွားခဲ့ရပါတယ်။ဒါကအလီစီယာရူဒီဂက်စ်အတွက်လည်းနေရှိချာမှပထမဆုံးပြန်အနိုင်ယူပြနိုင်ခဲ့တဲ့ခပတ်ကောင်းပွဲပွဲလေးဖြစ်ပါတယ်။ အလီရှာရူဒီကက်စ်က2020မှာစတန်ဖစ်တက်ကိုအနိုင်ယူပြီးအန်တဝိမွေးထိုင်းချန်ပီယံဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့ချန်ပီယံခက်ပတ်ကိုနှစ်ကြိမ်တိုင်ကောင်ကွယ်ပြန်ထားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းပွဲမထူးဖြစ်ထားသေးပင်ကလေးမီဖွားနေလို့ပွဲနဲ့နဲ့ဝေးသွားခဲ့ရပါတယ်။ဝမ်ချမင်းရှစ်ကလည်းကလေးမီဖွားတဲ့ကိစ္စတွေကိုနားလည်ပြီးထားပြီးခက်ပတ်ဖြုံမချပင်စောင့်ပြီးတတ်ပါတယ်။အခုတော့ဝမ်ချမင်းရှစ်ကပွဲပြတ်ထားခဲ့ရတဲ့အလီဆီယာရူဒီကက်စ်နဲ့ရှာကိုဟန်တို့ရဲ့အတွဲဆိုင်ကိုပြန်လည်ပွဲတည်လာခဲ့ပြီဖြစ်ပါတယ်။ လာမယ့်လာမချင်ပန်ပြုတ်လောက်တော့မယ် Wi-Fi night 32ချိန်ပွင့်မှာအလီဆီယာရူဒီဂက်စ်နဲ့ရှန်ကိုဟန်တို့ရဲ့တွဲဆိုင်ကပါဝင်လာမှာပဲဖြစ်ပါတယ်။ဝမ်ချမရှိကသူတို့နေအောင်ရဲ့တွဲဆိုင်ကိုကောင်းပွဲအနေနဲ့ပါစီစဉ်ပြီးထားခဲ့တာဖြစ်ပါတယ်။ရှန်ကိုဟန်ဟာဆိုရင်တော့ Road to 1ပြိုင်ပွဲကနေတဆင့်စာချုပ်ရပြီးတော့ဝမ်ချမရှိကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဝမ်ချမရှိမှာ၃ပွဲထုတ်တက်ထားပြီးတော့မှ၃ပွဲစလုံးကိုလည်းအမှတ်နဲ့အနိုင်ရရှိထားခဲ့ပါတယ်။အဲ့ဒီထဲမှာဆိုရင်တော့ Veronica ရှုံးနေခဲ့တဲ့ Fresica Vera Gubar အမှတ်နဲ့အနိုင်ယူပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ရှာကူဟန်ကလည်း short track ထားလို့မရပဲအလီဆန်ရူဒီကက်စ်ကိုပါဒုက္ခပေးနိုင်ချေရှိနေပါတယ်။ဒီဝိတန်ဟာဆိုရင်တော့ဘရိုနီကာလက်ရှိထိုးတက်နေတဲ့ဝိတန်လင်းဖြစ်တာကြောင့်ဂျင်ပြန်အစ်စ်ပေါ်ထွက်လာမလားဆိုတာကိုစောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။ဗန်နီယာဒီရိုက်တာဟာအရင်တုန်းကဝမ်ချမစ်ရှစ်မှာနှစ်သက်ကွန်ချန်ပီယံဖြစ်ခဲ့တဲ့ဖိုင်တာတဦးပင်ဖြစ်ပါလေ။မီဒယ်ဝိတ်တန်နဲ့လိုက်ဟဲဗီဝိတ်ကပ်ပတ်နှစ်ခုကိုပိုင်ဆိုင်ထားခဲ့တာဖြစ်ပေမဲ့လည်းအနာတိုလီမာလီခင်ကိုနှစ်ပွဲဆက်ရှုံးပြီး ကပတ်ဝီကိုလက်လွတ်ပေးလိုက်ရပါတယ်။မလီခင်ကိုမေဒဝိတ်တန်အထိစင်ခွင့်ပေးလိုက်တဲ့ဝမ်ချမရှိရဲ့ဆုံးဖြတ်ချက်ကလည်းတော်တော်လေးကိုစဉ်းစားစရာဖြစ်ခဲ့ရပါတယ်။ရန်နီယာဒရိုက်တာနဲ့အနာတူလီမလီခင်တို့ဆိုတာကလည်းအဲ့ဒီအချိန်တုန်းကမဟာပြိုင်ဖက်တွေဖြစ်ခဲ့ကြတယ်လို့ပြောလို့ရပါတယ်။သူတို့နှုတ်ကြားမှာစကားစစ်ထိုးမှုတွေဟာဆိုရင်လည်းပြင်းထန်ခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေမှာဆိုရင်တော့ဗန်နီယာဒရိုက်တာဟာဝမ်ချမရှင်နဲ့လမ်းခွဲသွားခဲ့ပြီး UFC အဖွဲ့အစည်းကိုရောက်ရှိသွားခဲ့ပါတယ်။ UFC မှာဆိုရင်လည်း Ryanian တယောက်နိုင်ပွဲတွေဆက်ပြီးတော့သူ့ရဲ့အရေးချင်းတွေကိုဆက်ပြီးတက်တီပြနေခဲ့ပါလိမ့်။နောက်ဆုံးထူးတက်ထားခဲ့တဲ့ပွဲမှာတော့ Ground ပိုင်းမှာကောင်းလန့်ပါနေဆိုတဲ့ Bonike ကိုအလဲထူးခင်နိုင်ခဲ့ပြီး Ground ပိုင်း Fighter တအူးဖြစ်ဖို့အတွက်နီးစပ်လာခဲ့ပါလိမ့်။အချိန်တုန်းကမဟာပြင်ဖက်ကြီးဖြစ်ခဲ့တဲ့ Anatoly Malkin ကပါ Ryanian ကိုလေးစားမှုပြန်လာခဲ့ပါလိမ့်။ Ryanian ရဲ့နိုင်ပွဲအပြီးမှာဆိုရင်တော့ Malkin ကိုနိုင်ကချီကျူးစကားပြောဆိုသွားခဲ့ပါလိမ့်။ UMC ကတော့ Ryanian Dragon ကိုချက်ချင်းပင်ပွဲပြင်တည်ထားခဲ့ပြီး မီရဝစ်တန်ရဲ့ထိတ်တန့်ဖိုက်တာကြီးတူဦးဖြစ်တဲ့မီရဝစ်ချန်ပီယံဟောင်းရောဘတ်ဝစ်ထီကနဲ့ပိတ်သိထားခဲ့ပါတယ်။ဒီပွဲကတော့ရန်နီယန်ဒရိုက်တာကိုဆမ်ဝီပွဲစစ်တော့မဲ့ပွဲလို့လည်းပြောလို့ရပါတယ်။ကျန်ဖက်ဟောင်းကြီးဖြစ်တဲ့အနာတူလီမာလီခင်ကတော့ဒီပွဲမှာလည်းရန်နီယန်ပဲအနိုင်ရလိမ့်မယ်ဆိုပြီးတော့မှခံမှန်းပြီးသွားခဲ့ပါတယ်။ရောဘတ်ဝစ်ထီကကတကယ့်ကိုထိတ်တန့်ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။သူကဒီလောကမှာအများကြီးလဲလုပ်ပြထားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့အခုတော့အကြပိုင်းကိုရောက်နေပြီလို့ထင်ရပါတယ်။ချန်ပီယံဖြစ်နေတုန်းကလက်ရည်မြူးတော့မဟုတ်တော့ပါဘူး။ ကမ်ဆမ်နဲ့ထိုးလိုက်ရတာကသူ့အတွက်ပိုပြီးနစ်နာသွားခဲ့ရပါတယ်။ဒီပွဲကတော့ရန်နီယာပဲချုပ်ကွက်နဲ့ပွဲသိမ်းလောက်မယ်လို့ထင်ပါတယ်ဆိုပြီးမန်လီခင်ကခံမှန်းပြောဆိုသွားပြီးခဲ့တာဖြစ်ပါတယ်။ဖက်ဒီပင်ပလက်ဆိုတာကလက်ရှိလိုက်ဝေးတန်းမှာစောင့်ကြည့်ရမယ့်ဖိုင်တာတူပင်ဖြစ်ပါတယ်။သူကနမချွန်ဖိုင်တာတွေဖြစ်တဲ့ကော်နာမဂရီကိုနဲ့တော့မှခိုင်နိုင်ခံထိုင်ရတဲ့တူလင်းဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့ဂေါင်ပိုင်ကိုတက်လန်းလာခဲ့တဲ့ဖက်ဒီပင်ပလက်ဟာချန်ပီယံလူခွင့်နဲ့လည်းနီးစပ်လာခဲ့ပြီလို့ပြောလို့ရပါတယ်။ လက်ရှိမှာတော့သူက lightweight တန်ရဲ့အဆင့်၈နေရာမှာရပ်တည်နေခဲ့ပါတယ်။သူကပြီးခဲ့တဲ့ April လတုန်းမှာဆိုရင်တော့အရေးပါတဲ့နိုင်ပွဲတစ်ပွဲကိုဖန်တီးနိုင်ခဲ့ပါတယ်။ UFC ကသူ့ကို Michael Chandler နဲ့ပွဲစီစဉ်ပြီးခဲ့တာဖြစ်ပြီးတော့သူကအနိုင်ယူပြနိုင်ခဲ့ပါတယ်။လာမယ့်ပွဲမှာဆိုရင်တော့ Petty Pain Plat အနေနဲ့ထိတ်တန့် Fighter ၅ယောက်ထဲက Fighter တဦးဦးနဲ့ပဲတွေ့လာဖို့ရှိနေပါတယ်။နောက်ပွဲမှာထပ်အနိုင်ယူပြလိုက်မယ်ဆိုရင်တော့သူ့အနေနဲ့ ranking top 5ထဲကိုလည်းရောက်ရှိလာတော့မှာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ ဘက်ဒီပင်ပလက်ကလိုက်ဝိတ်တန်းရဲ့ထိတ်တန်းဖိုင်တာတအုပ်ကိုစိန်ခေါ်လာခဲ့ပါတယ်။သူကတော့ Justin Kiji ပဲဖြစ်ပါတယ်။ Justin Kiji ဟာဆိုရင်လေလိုက်ဝိတ်တန်းရဲ့ဂျာဖြတ်ချန်ပီယံဟောင်းတအုပ်ဖြစ်တယ်လို့ BNF ချန်ပီယံဟောင်းတအုပ်လည်းဖြစ်ပါတယ်။သူကလည်းလိုက်ဝိတ်တန်းရဲ့ထိတ်ပန်ကဖိုင်တာတွေအများအပြားကိုဖြိုပြထားခဲ့ဖူပါတယ်။နောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာဆိုရင်လေ Rafa Fizi ရဲ့ကိုအနိုင်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ Betty Pimplek ကလည်းသူ့အနေနဲ့ Justin Kiji ကိုဒါအနိုင်ယူကျော်ပြတ်လိုက်နိုင်မယ်ဆိုရင်တော့ အပန်လူခွင့်ပါရရှိလာနိုင်ခြေရှိတယ်လို့ယုံကြည်နေခဲ့ပါတယ်။ကျွန်တော်အနေနဲ့ Justin Kitchy ကိုအနိုင်ယူပြလိုက်မယ်ဆိုရင်တော့လာမယ့်ပွဲမှာတင်ခပ်ပတ်လူခွင့်ရလာနိုင်မယ်ထင်ပါတယ်။ဒါပေမဲ့နောက်ပွဲမှာတော့ Justin Kitchy နဲ့ပဲထိုးတက်သွားချင်ပါတယ်။အတူပါလာကြာရင်အဘူဒါဘီမှာချင်းပပြစ်လုပ်သွားမယ်ပီတီတီပြိုင်ပွဲကြီးမှာသူနဲ့ထိုးတက်သွားချင်တာပါ။ချန်ဒလာနဲ့ပွဲတုံးကလို့ပဲ Justin Kitchy ကိုပွဲသိမ်းပြချင်ပါတယ်ဆိုပြီး Betty Bing Black ကပြောဆိုတွန်းခေတာဖြစ်ပါတယ်။ လက်ရှိ lightweight တက်မှာ petty pin plan တက်အောင်လုပ်ပြထားခဲ့ပြီးသားတွေကိုကြည့်မယ်ဆိုရင်တော့ Justin Kitchen နဲ့ထိတ်တိုက်တွေ့ခွင့်ရဖို့လဲထိုက်တန်နေပြီလို့ပြောလို့ရပါတယ်။ UFC ကဒီတွဲဆိုင်ကိုစီစဉ်ပေးမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ခြင်းစရာကောင်းနေပါတယ်။ဝမ်ချမ်ပီယံရှင်အန်တန်ဝိတ်ချန်ပီယံကြီးစတန်ဖစ်တက်ကတော့ဒန်ယာကနေပြင်ပြီးတက်လာဖို့ကြိုးစားနေရင်းကနေပဲဒန်ယာပြဿနာထပ်ပြီးကြုံတွေ့လိုက်ရပါတယ်။ဒါကြောင့်လဲသူမနဲ့ဒနီဇမ်ဘဝန်ကန်တို့ရဲ့ခက်ပတ်ပေါင်းစီပွဲတွဲဆိုင်ကိုဖျက်သိမ်းလိုက်ရတယ်လို့စတန်ကချန်ပီယံဘွဲ့ကူပါဆွန့်လွတ်သွားခဲ့ရပါတယ်။ ။ဒါကြောင့်ဂျာဖြတ်ချန်ပီယံဖြစ်တဲ့ဒန်ဒီဇမ်ဘူဝန်ကာကပင်အန်တန်ဝိတ်တန်ရဲ့အငင်းပွားဖွယ်မရှိချန်ပီယံတဦးဖြစ်လာခဲ့ပါတယ်။စတန်ဖစ်တက်ပြန်လာချိန်ချန်ပီယံမစိန်ခေါကီမာဒန်ဒီဇမ်ဘူဝန်ကာအနေနဲ့ချန်ပီယံကောင်ကွယ်ပွဲတွေထိုးတက်သွားရမှာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ဒန်နီဇမ်ဘူဝန်ကကိုတိုင်ကတူမရဲ့ပထမဆုံးခက်ပတ်ကံကွင်းပွဲမှာထိတ်တန့်ရင်ဆိုင်သွားရနိုင်ချေရှိတဲ့ဖိုက်တာရဲ့နာမည်ကိုပါတုတ်ပြောလာခဲ့ပြီဖြစ်ပါလိမ့်။ဒူကတော့အန်တန်ဝိတ်တန်မှာနိုင်ပွင့်ဆက်နီးခဲ့တဲ့အာယာကာမြူရာဆိုတဲ့ဖိုက်တာပင်ဖြစ်ပါလိမ့်။စရောဝိတ်တန်ကလည်းဆင်လာပြီးကြတဲ့က အာယာကမြူရာဟာအတန်ဝိတန်းမှာပွဲကျင်းပနေခဲ့တာဖြစ်ပါတယ်။ပြည်သက်တွေအများစုကလည်းသူ့ကိုပါခပ်ပတ်လူခွင့်ပေးတဲ့နဲ့ဆိုပြီးယူဆနေကြပါတယ်။လက်ရှိအတန်ဝိတန်းမှာအာယာကမြူရာကတော်တော်လေးကိုကောင်းနေပါတယ်။သူကပွဲတိုင်းကိုအနိုင်ယူပြနေပါတယ်။ဒါကြောင့်လည်းသူကပဲခပ်ပတ်လူခွင့်နဲ့ထိုက်တန်တယ်လို့ထင်ပါတယ်။ချန်ပီယံကံကွယ်ပွဲကိုတော့ဒီနှစ်ထဲမှာပဲထိုးတက်ချင်ပါတယ်။ဒါပေမဲ့ဝမ်ချမ်ပီယံရှစ်ပေါ်မူတည်သေးပါတယ်စတန်နဲ့ကတော့သူမအဆင်သင့်ဖြစ်တာနဲ့ထိုးတက်သွားမှာပါဆိုပြီးဒနီဇန်ဘူဝန်ကာကပြောဆိုသွားခဲ့တာဖြစ်ပါတယ် နောက်ပြီးဒနီစံဘဝင်္ဂကလည်းသူမရဲ့ပထမဆုံးခပ်ပတ်ကောက်ခွဲပွဲကိုလည်းဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာထူးတက်သွားချင်နေပါလေ။ဝမ်ချမ်ပီယံရှစ်ကအရင်တုန်းကတော့အာဆီယံနိုင်ငံအများအပြားနဲ့အာရှနိုင်ငံတွေမှာပွဲတွေလက်ပတ်ပြီးကျင်းပခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာတော့ထိုင်းမှာပဲအထိုင်ချပြီးကျင်းပနေတာများပါတယ်။ဂျန်တဲ့ဈေးကွက်အနေအရဆိုရင်တော့ဂျပန်နဲ့အမေရိကန်ကိုပဲအာရုံစိုက်နေရပါတယ်။ဒါကြောင့်ဒနီစံဘဝန်ကတောင်းဆိုသွားခဲ့တယ်လို့ဖိလစ်ပိုင်မှာခပ်ပတ်ကောင်ကွယ်ပွဲထူးခွင့်ရဖို့အတွက်ကမလွယ်ကူတီးဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ ဖြိုးဝေကျူတင်အတိပေးထားခဲ့တဲ့ MU ရဲ့သွေးဆိုင်ကိုတော့ဝမ်ချမ်ပီယံရှစ်ဘက်ကချပြလာခဲ့ပြီးဖြစ်ပါနေ။ယခုတစ်ပတ်တောင်းချန်နေ့မှာဂျင်ပါပြလို့တော့မဲ့1 Friday Fights 109ဆိုတဲ့ပြိုင်ပွဲကြီးမှာပါဝင်လာတော့မှာဖြစ်ပါနေ။ကျွန်တော်ရဲ့ဒီရှိဗီဒီယိုမှာတုံးကတင်ဆက်ပြီးခဲ့တယ်လို့ပဲမြန်မာဖိုင်တာတို့ရဲ့သွေးဆိုင်တွေကိုဆက်တိုက်ကြည့်ရမယ်ဆိုတာကအမှန်တကယ်ဖြစ်လာခဲ့ပါပြီ1 Friday Fights 110ပြိုင်ပွဲအတွက်လည်းစူပါရီချန်တို့ရဲ့သွေးဆိုင်ကိုကြီးညာထားခဲ့ပြီးဖြစ်ပါတယ်1 Friday Fights 109ပြိုင်ပွဲမှာဆိုရင်တော့ ် MW ဟာဒုတိယကောင်ပွင့်အနေနဲ့ရှင်ပြိုင်ထိုးတက်သွားရမှာဖြစ်ပါတယ်။ MW ရဲ့ပြိုင်ဖက်ကတော့ Time Fighter Witty Cry ဝါချက်ခရူဝုဆိုတဲ့ Fighter ပင်ဖြစ်ပါတယ်။သူကလည်းအသက်23နှစ်ပင်ရှိသေးတယ်လို့အရဲ့မောင်းကတော့9ပေ8လက်မှရှိပါတယ်။ဒါကြောင့် MW ထက်နည်းနည်းလေးပိုပြီးမြင့်တယ်လို့ပြောလို့ရပါတယ်။ Witty Cry ဟာဆိုရင်တော့ One Championship မှာတပွဲပဲရှင်ပြိုင်ထိုးတက်ရသေးပါတယ်။အဲ့ဒီပွဲမှာဆိုရင်လည်း Time Fighter တအုပ်ဖြစ်တဲ့ Champ Tong နဲ့ထိုးတက်သွားခဲ့ရပြီး တတိယချီမှာအလဲထိုးပုံစံမျိုးနဲ့အနိုင်ယူပြထားနိုင်ခဲ့ပါတယ်။သူကပြီးခဲ့တဲ့ match လမှာပွဲဦးထွက်ခဲ့တာဖြစ်တာကြောင့်နလအကြမှာပွဲပြန်ရရှိလာခဲ့တယ်လို့ပြောလို့ရပါတယ်။ MW ကတော့ One Championship မှာ၄ပွဲထိုးတက်ထားပြီးတော့မှ၂ပွဲနိုင်၂ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားခဲ့တာပါ။ရလက်အရအရင်အကောင့်ကြီးတော့မဟုတ်ပေမဲ့လည်း One Championship ကသူ့ကိုပွဲပုံမှန်ပြီးနေခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ match လမှာပဲပွဲထိုးတက်ထားခဲ့တဲ့ MW ဟာနလအကြမှာပဲပွဲပြန်ရရှိလာခဲ့တာပါ။ ဒါကလည်းအဲမူရဲ့ကစားပုံကဖြုတ်ချင်မှုပေးနိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့နောက်ဆုံးပွဲမှာဆိုရင်လည်းတိုက်ပွဲဝင်စိတ်တကူပြတ်သွားနိုင်ခဲ့ပါနဲ့ Everett Gordon နဲ့ထိုးတက်သွားခင်ရတဲ့ပွဲမှာဆိုရင်အဲမူဟာသွေးတန်တရရဲ့ထိုးတက်ပြတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ Doyon Fighter Down တောက်ခံဖို့မလွယ်ကူတဲ့အနေအထားမျိုးမှာအဲမူကနောက်ဆုံးအခြေအထိရှင်ထိုးပြတ်သွားနိုင်ခဲ့တာပါ။အမွေရဲ့တိုက်ပွဲဝင်စိတ်တက်ကူတော့ One Championship ရဲ့တာဝန်ရှိသူတွေကလည်းသဘောကျသွားခဲ့ပုံရပါတယ်။ဒါကြောင့်လေဒီပွဲမှာဒုတိယခေါင်းပွဲအနေနဲ့ပါပွဲထုတ်လာခဲ့တာဖြစ်နိုင်ပါတယ်။ ဒီပွဲမှာတော့ MW အနေနဲ့နိုင်ပွဲပြန်ယူပြဖို့အတွက်လည်းလိုအပ်နေပြီဖြစ်ပါတယ်။အတွေ့အကြုံအရနှုတ်သေးတဲ့ပြိုင်ဖက်မျိုးဖြစ်တာကြောင့် MW အတွက်အခွင့်အရေးများတဲ့ပွဲလို့မြင်ပါတယ်။ MW တယောက်ဒီပွဲမှာအနိုင်ရလက်ရယူပြသွားနိုင်မလားဆိုတာကတော့ဒီလာမယ့်အပတ်မေလ23ရက်နေ့ One Friday Fights 109ပြိုင်ပွဲကြီးမှာကျွန်တော်မြန်မာပရိသတ်တွေအနေနဲ့တကုတ်တကစောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တို့အူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။ နောက်လာမယ့်နေ့ရက်ဒီမှာလဲတခြားသောအားကစားလောကကစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးတုံ့တက်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ဆောင်မျိုးကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုဖိတ်ခေါ်လိုက်ချင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးစပယ်ဖြစ်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။